ညတကောင်နှစ်နာရီကိုချစ်တလုံးပေါ်ကျွတ်တက်ဘူးလားမြန်မာတွေကတော့လွယ်ကူကူချစ်တလုံးကျွတ်တက်တာကိုကျွတ်တက်တယ်လို့ခေါ်ကြတာပေါ့နော်နာမည်လေးကတော့ချစ်စရာကောင်းတယ်ဒါပေမဲ့ခံစားရတာတော့မသက်တာဘူးဒီနေ့ဗီဒီယိုလေးမှာကြတော့ချစ်တလုံးမှာကြောက်ကျွတ်တယ်လေကျွတ်တက်ခဲ့ရင်ဆိုရင်စက္ကန့်ပိုင်းတွင်ဘယ်လိုရက်အောင်လုပ်မလဲဆိုတဲ့အကြောင်းအရာလေးပြပြပေးတော့မှာဖြစ်ပါတယ် ။ငယ်တော့ကတော့ကျွတ်တက်တယ်ဆိုတာကျွတ်အကောင်လိုက်ကြီးကိုချရာပေါ်တက်လာတယ်လို့တကယ်ထင်ခဲ့တာပေါ့နော်။ကျွတ်တက်တယ်ဆိုတာဘာလဲ။ကျွတ်တက်တယ်ဆိုတာကမိမိခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေမာဆယ်စေရယုတ်တည့်ရဲ့ကြီးကိုထင်းချုပ်မှုမရှိဘဲနဲ့ contraction လို့ခေါ်တာထားညစ်တာပေါ့လေ။နော်။အာများသောအဖျားကျတော့ကိုယ့်ရဲ့ပေါင်သလုံးတွေခြေသလုံးတွေပြီးခြေဖွားကြွက်သားတွေမှာသွားဖြစ်တာများနေ။အာကြွက်သားအလုတ်လုတ်တာကလည်းကြည့်ကြွက်သားဆိုတာကရှည်လိုက်တူလိုက်ခြေလိုက်တူလိုက်ဖြစ်နေရမှာတူတဲ့နေရာမှာသူကညှစ်ထားပြီးတော့အဲ့နေရာမှာသူကရက်နေရာပေါ့နော် ဘယ်ချိန်မှာဖြစ်တာလဲဆိုတော့ကိုယ်ကရှိတဲ့အာယုံရောတွေကရုတ်တရက် over excited ဖြစ်တာအရင်ကြီးစိတ်လို့ရှားလာပါဘောနော်အရင်အလုပ်လုပ်လာတယ်အကြော်သားတွေကလည်းအရင်ညှစ်လာတယ်ကိုယ့်ရဲ့နှလုံးမဟုတ်ဘူးနော်နှလုံးနဲ့ပါမဆိုင်ကြော်သားတွေပိုအလုပ်လုပ်တယ်အာယုံရောတွေပိုအလုပ်လုပ်လို့ဖြစ်တာအဖြစ်တဲ့အခါမှာကြာရင်အနာကျင်မှုရှိတယ်ဆူးရှတဲ့နာကျင်မှုရှိပြီးညှစ်ထားတယ်လို့မျိုးကျွန်တော်ဖြစ်တယ်အကြာချင်းကကြတော့စက္ကန့်ကနေပြီးတော့မိနစ်အနည်းငယ်ကြာနိုင်တယ်တကယ်လို့ကြွတ်တက်တာပြီးသွားပြီမဲ့လည်း တော့မှနာကျင်ပြီးတော့ကြံခဲ့တဲ့ထိလိုက်နာလာမျိုးတွေလည်းကျွန်တော်ခန်းစားရနေတာပေါ့နော်ဒါကိုကျွန်တော်ကကြွတ်တဲ့လို့ခေါ်ပါတယ်ဒီနေရာမှာယူဆမလေးတကူကျွန်တော်ပြပြချင်တာပေါ့နော်တယောက်ကမေးတာလဲ comment လေးမှာအာခြေတလုံးကြွတ်တဲ့ဆိုတာကြတော့လေကျွန်တော်မှာရှိတဲ့ခြေတလုံးတွေကကြွတ်သားတွေอ่ะပေါ့နော်ဟိုသွေးတွေကိုအပေါ်ရောက်အောင်နှလုံးစီကိုရောက်အောင်ပိုးပေးနေရလို့ကြွတ်တာလားဆိုတာမေးတာပေါ့နော်သူမိတာမင်းကွန်တက်ွက်တော့မှန်တယ်ဗျာဘာကြောင့်လဲဆိုတော့ပုံမှန်ဆိုရင်အဲကျွန်တော်တို့ခြေတလုံးပေါ့နော်အာခြေတလုံးကိုဒုတိယနှလုံးလို့ကျွန်တော်တင်စားကြတယ် ။ဘာကြောင့်လဲဆိုရင်ခန္ဓာကိုယ်မှာရှိတဲ့သွေးတွေကခြေထောက်ကိုရောက်သွားတယ်ဆိုရင်နှလုံးစီကိုပြန်တက်ဖို့လိုတယ်။ပြန်တက်ဖို့လိုတဲ့အခါမှာကြတော့ဒီခြေကျွန်တော်တို့ခြေသလုံးကကူပေးတာပါ။ထောက်ပံ့ပေးတာပေါ့နော်။အမြင်အောင်ကျွန်တော်ပြောပြရမယ်ဆိုရင်ကျွန်တော်ငယ်ငယ်တုန်းကကြောက်ကြောက်ဖြော်ရီတောက်ကြတယ်။အာခွက်လေးနဲ့ကျွန်တော်မြင်အောင်ကြည့်ပြ။ပိုက်နဲ့ဆုပ်တယ်။ဆုပ်တဲ့အခါမှာတစ်ခါလေကျဆုပ်တော့ဆုပ်တယ်ပါမလာဘူး။ဒီကြောက်ကြောက်ဖက်လေးကပိုက်လေးမှာတင့်တယ်။အဲ့ဒါဆိုကျွန်တော်မလုပ်လေ။ပိုက်လေးကိုယူတယ်လက်လေးနဲ့ညှိတယ်ကြောက်ကြောက်ဖက်လေးအပေါ်ရောက်သွားတယ်နော်ပုံမမြင်ရောက်သွားပေါ့အဲ့ဒီသဘောတရားမျိုးပဲ အဲကျွန်တော်ခြေတလုံးကလည်းအဲ့လိုပဲလှုပ်လှုပ်တယ်ပုံမှန်ကျွန်တော်လမ်းလျှောက်တဲ့အခါမှာဆိုရင်ခြေတလုံးကျက်သားတွေကညှစ်တယ်ခြေတလုံးကျက်သားကြားထဲမှာကျွန်တော်သွေးကြောတွေကသွားနေရခြေတလုံးကျက်သားညှစ်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ခုနပိုက်လေးကိုကျွန်တော်ညှစ်ပေးသလိုမျိုးဖြစ်ပြီးတော့အထက်မှာရှိတဲ့သွေးတွေကိုနှလုံးစီကိုရောက်အောင်သူကကူပေးသလိုမျိုးဖြစ်သွားအဲ့ဒါဒုတိယနှလုံးကိုကျွန်တော်ခေါ်တာဒါပုံမှန်လူအာသွေးကြောလဲသွေးလဲပတ်မှုမှာကျွန်တော်အများရှိနေတာဒါပုံမှန်ပဲဒါပေမဲ့ဒီကြွက်တဲ့နေရာမှာကြတော့ဒါကြောက်တော့မဟုတ်ဘူးဗျအာဒါကဟိုတက်တက်ပေါ့နော် ဟိုသူ့ရဲ့ mechanism တသက်ပေါ့ဒါတပွားတိုင်းရှိနေတဲ့အရာဟိုဒီကညှစ်လို့ခြေတုံးကညှစ်လို့သွေးပြောတဲ့အပေါ်ရလို့ကျွန်တော်ကြွတ်တက်တာမဟုတ်ဘူးကြွတ်တက်တယ်ဆိုတာကြတော့ခန္ဓာကိုယ်မှာရှိတဲ့အာယုံကြောတွေနော်အာယုံကြောတွေက over excited လို့ခေါ်တယ်ပို့ပြီးတော့အမ်ကျွန်တော်အလုတ်လုတ်သွားပေါ့နော်အလုတ်လုတ်ပြီးတော့ကြောသားတွေကလိုတာထက်ပိုညှစ်ပြီးတော့ဒီလိုမျိုးဖြစ်နေလို့ပေါ့နော်အဲဒါကြောင့်ကျွန်တော်ဖြစ်တာဖြစ်ပါတယ်ဟိုတိုးကျိုးပြောရမယ်ဆိုရင်သွေးလက်ပတ်မှုနဲ့ဘာမှမဆိုင်ဘူးကြွတ်တက်တာနော်အခြေကကအာယုံကြောနဲ့ကြွတ်သားတွေ ပို့ပြီးအလုပ်လုပ်လို့ဖြစ်တာဖြစ်ပါတယ်ခြေတလုံးကျက်တက်စေတဲ့အကြောင်းအရာတွေကတော့အများကြီးရှိတယ်ဗောနော်ပထမဆုံးတစ်ခုကကျတော့ fatty overuse လို့ခေါ်တယ် fatty ဆိုတာကကျတော့ကျွန်တော်မောပန်းသွားတာကြော်သားတွေမောပန်းနေနေသွားတာ overuse ကကျတော့လိုတာထက်ပိုသုံးမိသွားတာပေါ့မတနေကုန်မတက်ရက်တဲ့အခါမျိုးတွေလမ်းလျှောက်ပြေးတယ်အကားစားလုပ်တယ်ရေကူးတယ်အဲ့လိုချင်းချင်းတွေမျိုးတွေမှာကျွန်တော်ဖြစ်တတ်တာပေါ့နော်ညာသောအဖြစ်ကိုကအရင်တော့ကျူတင်ပြင်မှုမရှိဘူး training ကောင်းမရှိဘူးဘယ်နဲ့အဲကျွန်တော်အကားစားပြင်းပြထက်ချန်လုပ်လိုက်မိတဲ့အခါမျိုးတွေမှာကျွန်တော်ဖြစ်တတ်တယ် ဥပမာဗျာလမ်းလာမှာ5မိနစ်10မိနစ်လာကောက်ကောက်မလျှောက်ဘူးတဲ့လူကမာရသွန်သွားပြေးတာမျိုးတို့ခန္ဓာကိုယ်လျှောက်မှုနေတဲ့လူတရားကကျွန်တော်ရေကူးတာမျိုးတို့ဖြစ်တဲ့အခါမျိုးမှာဆိုရင်ကြောက်တက်တက်တယ်ဒါကတော့ခြေနေတစ်ခုပေါ့နော်ဒုတိယတစ်ခုကကျတော့ကျွန်တော်တို့ကအိတ်နေတဲ့အချိန်မှာပုံစံမမှန်ဘူးဖြစ်သွားတာပုံမှန်ဆိုရင်ကျွန်တော်ဒါခြေတလုံးဒါခြေဖွာပေါ့နော်ဒီလိုမျိုးရှိနေတယ်မှာကျွန်တော်ကခြေတောက်ကိုဆန်းထားမိတာပေါ့နော်ခြေညိုးတဲ့အပြင်ဘက်ကိုကျွန်တော်ဆန်းထားမိတယ်တက်တာဖလက်ရှင်ဖြစ်တယ်ဒီလိုဖြစ်တဲ့အခါမှာကျတော့ခြေတွန်းမှရှိတဲ့ကြောက်သားတွေကကျွန်တော်အမြင်နဲ့ညှစ်ထားလို့ဖြစ်ပြီးတော့ ကျက်တက်ဖို့ပိုလွယ်သွားတာပေါ့နော်အဲဒါမျိုးတွေကျွန်တော်ဖြစ်တတ်တယ်ဒါဒုတိယတစ်ချက်တတိယတစ်ချက်ကကျတော့ချွေးထွက်တာရေတဲ့ဆုံးရှုံးတာလေပေါ့နော်အာစားတဲ့လေတဲ့ဆုံးရှုံးတော့မှချွေးထွက်တဲ့အခါမှာကျတော့ဒီလိုမျိုးဆိုရင်ကျွန်တော်တို့ကခန္ဓာကိုယ်မှာရှိတဲ့အာရုံကြောတွေကလိုလိုတာထက်ပိုပြီးတော့အလုံးလုံးတက်တယ်ဒီမျိုးအခြေအနေမှာကျွန်တော်ဖြစ်တတ်တယ်နံပါတ်၄ချက်နံပါတ်၄ကကျတော့ကျွန်တော် electrolyte လို့ကျွန်တော် ခေါ်တယ်မြန်မာလိုတော့ကျွန်တော်စားတဲ့လိုပဲခေါ်ကြတာပေါ့နော်အဲတကယ်စားတဲ့တော့အများကြီးရှိတယ်ခန္ဓာကိုယ်မှာရှိတယ်သွေးကြောထဲမှာရှိတယ်စားတဲ့နေပေါ့နော် နည်းတာပေါ့ဟော magnesium calcium potassium သူတို့နည်းတဲ့အခါမှာကြတော့ပုံမှန်လူတွေထက်စာရင်ကြွက်တက်တာပိုလွယ်တယ်နော်ဟိုကြွက်တက်တိုင်းဒါကြောင့်လို့ကျွန်တော်ပြောလို့မရအောင်နော်ကျွန်တော်ပြောချင်တာလူတော်တော်များချို့တွေကြတော့ကျမ်းမိုက်ဘူးတက်ရှိရလူကျွန်တော်သိတယ်ဒါ electrolyte နည်းတဲ့အခါမှာကြွက်တက်တက်တယ်ဆိုတာသိတယ်ဒါပေမဲ့ဒီတစ်ခုတည်းတော့မဟုတ်ဘူးဆိုတော့ကျွန်တော်ပြောချင်တာတတိပေးချင်တာပေါ့နော်ဒါနံပါတ်၄နံပါတ်၅ကကျတော့ကျွန်တော်တို့ကရာသီဥတုလည်းအရန်အေးနေတယ်ကြက်သားတွေလည်းအရန်အေးနေတဲ့အခါမှာကြတော့ ဟိုကြက်သားတွေအောင်ကြောတွေကပို့ပြီးတော့အဲ sensitivity ကောင်းနေတာเนาะ excitability ပိုကောင်းနေတာပေါ့ကြက်တက်လွယ်တယ်ပေါ့အဲဒါကြောင့်ကျွန်တော်ကအကစားမလုပ်ခင်မှာကျွန်တော်တွေးပူလေခြင်းကလုတ်ခိုင်းကြတာဖြစ်တယ်เนาะဒါတော့နံပါတ်5ချက်နံပါတ်6ချက်ကတော့ကို့မှာအာကိုဝင်ရှိနေတယ်ကိုကအသက်ကကြီးနေတယ်အဲပြီးတော့ဖနက်ဝတ်တဲ့အခါမှာလည်းဖနက်တွေအရန်တင်းကျက်တဲ့ဖနက်တွေဝတ်ထားတတ်တဲ့လူတွေမှာလည်းကျွန်တော်ဖြစ်တတ်တယ်ဒါတော့နံပါတ်6ချက်ပါနံပါတ်9ချက်ကကြတော့ save နော်ဆေးရီမှာလည်းရှိတယ်နော်ဟိုစားတခုလည်းမဟုတ်ဘူးနော်အာဆေးရီမှာကြတော့ကျွန်တော်တို့ကစီစီတောက်ထားတဲ့လူရှိမယ်တမို့အစမာပေါ့ပန်းနိုင်ချက်ဆေးရီတောက်ထားတဲ့လူရှိမယ်အစီကြဆေးရီစတက်တင်နေတောက်ထားတဲ့လူတွေမှာဖြစ်တတ်တယ်ဒါတွေကြတော့ဆရာဝန်နဲ့ပြိုင်တင်ပြီးပြီးတော့ကျွန်တော်ဆေးရီပြန်ညှိဖို့လုပ်တယ်ဒီနေရာမှာအရေးကြီးတဲ့အရာတခုပြောချင်တာပေါ့နော်ခြေထုံးကြွတ်တက်တာနဲ့တော့ဆင်တယ်ဒါပေမဲ့မတူဘူးတိထားမဲ့အရာလေးကျွန်တော်ပြောဖို့ရှိရင်လေးခုပြောချင်တယ်ပေါ့နော်။ပေါ့တစ်ခုကကျတော့ clonication လို့ခေါ်တယ်။သူကကျတော့ ကျွန်တော်လမ်းလျှောက်တဲ့အခါမှာခြေသုံးရပ်သားတွေကနှာကျင်တာပေါ့နော်နားလိုက်တော့တတတာသွားတယ်ဒီလိုမျိုးဖြစ်တယ်ဆိုရင်ကျွန်တော်ကြွတ်တက်တာမဟုတ်ဘူးခန္ဓာကိုယ်မှာရှိတယ်ဒီသွေးကြောပေါ့နော်အာသွေးကြောမှာသွေးကြောမှာသွေးစည်းစင်းမှုနဲ့ပတ်သက်ပြီးတခုခုပြဿနာရှိနေလို့ဖြစ်နေတာဖြစ်တယ်ဒါသတိထားမှာဖြစ်တယ်ဒုတိယတစ်ခုဒုတိယတစ်ခုကကျတာ restless leg syndrome လို့ကျွန်တော်ခေါ်တယ်သူကကျတော့ဟိုကအရှိတစ်ခုနဲ့ပြောင်းပြန်ပြန်သူကကျတော့လှုပ်ရှားနေချင်တာเนาะကြွတ်တက်တာလိုမျိုးကြွညှိပြနာနေရမျိုးဟိုသူကလှုပ်ရှားနိုင်တတ်တာလေเนาะ ခန္ဓာကိုယ်ဟိုလမ်းလျှောက်လိုက်တတ်တာပေါ့ကျပားလှုပ်လိုက်တတ်တာပေါ့နော်ဒါမျိုးတစ်ခုရှိတယ်တတိယတစ်ခုတတိယတစ်ခုကကြတော့သွားပါလဲဆိုတော့ခြေသွန်းကရောင်ရမ်းနေနီးနေပူနေကိုင်းလိုက်တယ်ထိလိုက်လဲနာကျင်နေဆိုရင်ဒါ DVD လို့ကျွန်တော်တို့ကခေါ်တယ်နော် Divine Thrombosis ဒါအနေရှိတယ်လေဖြတ်တတ်တယ်နော်ဒါဆိုရင်ဆရာဝန်မြန်မြန်ပြဖို့လိုတယ်နောက်တစ်ခုကနောက်ဆုံးတစ်ခုကကြတော့နံပါတ်၄အာယုံကြောကြောက်ဖြစ်တာပါဒါကကြတော့ကျွန်တော်တို့ခါမှာအာယုံကြောညှက်မိတာရဲ့ဘာအညာဖြစ်မယ်နော် ဒါကြတော့ကျွန်တော်ပေါင်ဆုံးကြက်သားတယ်ဒီတိုင်းနေနေလဲသူလှုပ်ရှားတဲ့ခံမှလည်းဖြစ်တတ်တယ်ဒါပေမဲ့သူကကျတော့ထုံနာကျင်နာတွေပါပါတယ်နာတာမဟုတ်ကြွတက်တာလိုမျိုးညှစ်ထားလိုမျိုးမဟုတ်ပဲနဲ့သူကထုံကျင်နေနာနေဖြစ်နေဆိုရင်ဒါအာယွန်ဂျောနဲ့ဆိုင်နေတာတခြားတနေရာမှာတခုခုဖြစ်နေတာဒါဆရာဝန်နဲ့ပြသဖို့လိုတယ်ဆိုတော့ကျွန်တော်ပြပြချင်ပါတယ်ဒီတုံးကြက်တက်တာကို second ပိုင်းတွင်ရက်သောင်းလုပ်တဲ့နေ့လေးကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်။ပအောင်စုံဒီနေရာကြတော့ကြက်တက်ပြီဆိုရင်ခြေထောက်ကိုကျွန်တော်ဆန့်လိုက်ပါဆန့်လိုက်ပြီးရဲဆိုရင်ကျိုးရဲ့ ကျွန်တော်ကချင်ညိုးလေးတွေကိုကျွန်တော်လက်လေးနဲ့ဆွဲပြီးခန္ဓာကိုယ်ဘက်ဆွဲပြီးတော့စက္ကန့်20 30လောက်ကျွန်တော်ထိန်းထားပေးရမှာဖြစ်ပါတယ်။ဒါ torsi flashing လို့ကျွန်တော်ခေါ်တယ်။အမြင်အောင်ပြောရမှာဆိုရင် အကစားသမားတဲ့အကျော်လျှော့တဲ့နီလေးပေါ့နော်။ဒါသုံးလို့ရတယ်။ဘာဘာတော့နီဒုတိယနီကကျတော့ကျွန်တော်ကနိုင်ရန်တစ်ခုကိုသွားလို့ရတယ်။နိုင်ရန်တစ်ခုကိုလက်တင်လိုက်တင်းလိုက်ပြီးရဆိုရင်ကျွန်တော်ခြေဖွားနဲ့အကုံလုံးပေါ့နော်။ခြေဖွားတစ်ခုလုံးကမြေပြင်ပေါ်မှာကျွန်တော်ကအပြားလိုက်ကျွန်တော်ရှိနေရမယ်။ခန္ဓာကိုယ်ကိုဖနောက်မကြွပဲနဲ့နော်။ ခြေဖနှောင်းမကျွတ်ဘဲနှခမ်းသာကိုနှံရံပေါ်မှီချလိုက်မယ်ဒါကို second 40လောက်ကျွန်တော်လုပ်ရင်တက်တာမှာဖြစ်ပါတယ်တတိယနည်းတတိယနည်းကကျတော့ကျွန်တော်ခြေဖနှောင်းနဲ့လမ်းလျှောက်မယ်ခြေညိုးတွေကိုကြမ်းပြင်းနဲ့မထိစေနဲ့နော်ခြေဖနှောင်းနဲ့လမ်းလျှောက်မယ်ကျွန်တော်ကလမ်း40လောက်လျှောက်လိုက်တယ်ဆိုရင်တက်တာမှာဖြစ်ပါတယ်ဒါတတိယနည်း number 4နည်းကကျတော့ကျွန်တော်တို့ကလူကြီးသူမှလည်းကျွန်တော်ပြောနေကြသလိုပဲကြွတိုင်ဘာလို့ရလဲကျွန်တော်တို့ကဖိချပေးရတယ်နှိမ့်ချပေးရတယ်ဆိုတာပြောရကြတယ်ဒီတိုင်းလောက်ရမှာဖြစ်ပါတယ် ဒါပေမဲ့ဒီနေရာမှာသိထားမှာကြအရင်တိမိတန်တန်နှိမ့်ချလို့တော့မရဘူးပေါ့ပေါ့ပပလေးကျွန်တော်တို့နှိမ့်နိုင်ပြီးရပါပြီเนาะဘာကြောင့်လဲဆိုတော့ဒီကြွက်သားတွေက relax ဖြစ်သွားမယ်အာကျွန်တော်တို့ပျော့ပြောင်းသွားမယ်ပေါ့เนาะပြီးတော့အာယုံရောတွေကလည်းကျွန်တော်တို့ပို့ပြီးတော့ firing ဖြစ်တော့ပေါ့ excitement ဖြစ်တော့သွေးလက်ပတ်မှုပိုကောင်းလာလဲ နော်အောက်ဆီဂျင်နဲ့အာကြွက်သားပေါ်ရောက်လာဆိုတော့ပိုကောင်းပါတယ်နော်ဒီလိုမျိုးလုပ်လို့ရတယ်။နံပါတ်၅ချက်ကကြတော့ကိုယ်ချွေးတွေအရန်ထွက်နေတယ်ပညာဖြစ်နေတယ်ဆိုရင်နော်ကျွန်တော်ရေတောက်ချမယ်။သို့မဟုတ် electrolyte လို့ခေါ်တဲ့တစားရေကျွန်တော်တောက်ချအပြင်ဖြစ်ကျွန်တော်ကြွက်တက်တာကို second ပိုင်းတွင်တက်တာအောင်ကျွန်တော်လုပ်လို့ရပါတယ်။ညမှာ comment လေးကိုလည်းဖြည့်ပေးချင်တယ်ပေါ့နော်။အာ comment ထဲမှာကြာတော့ညဘက်မှာဖြစ်တာနော်အသက်လည်းကြီးတယ်ဆိုတော့အသက်ကြီးတဲ့လူတွေကတော့ပိုဖြစ်လေးရှိတယ်။ ဒါပေမဲ့ညဘက်မှာမဖြစ်အောင်လုပ်ရတဲ့နည်းလေးတွေကျွန်တော်အများကြီးရှိပါတယ်เนาะကိုယ်အိမ်ရမဝင်ခင်လေးလုပ်ပေးပေါ့ပေါ့တကူကကြာတော့အကျော်လျှော့တာเนาะကျွန်တော်အရှိမပြောပါအကျော်လျှော့တာလေးခြေတော်ဆန့်အာအပေါ်ချင်းညို့ကိုကျွန်တော်ခန္ဓာကိုယ်ဘက်ကို second 30လောက်ညဘက်အင်လုပ်ပြီးရင်ဘက်ဘက်ခြေတော်ကို second 30လောက်ကျွန်တော်အကျော်လျှော့မယ်ဒါမျိုးလေးလုပ်ပြီးရင်ကျွန်တော်ခြေတော်မှာဒီမှာเนาะခြေစစ်လေးရှိတယ်ဒါခြေဖွာပေါ့เนาะခြေတော်ကိုဒီလိုမျိုးအင်း ဆန်လိုက်ကိုေးလိုက်ဆန်လိုက်ကိုေးလိုက်နော်ခြေဖွားလေးကိုဆန်လိုက်ကိုေးလိုက်ဆန်လိုက်ကိုေးလိုက်အခါ20လောက်လောက်ပြီးနော်ဒီလိုမျိုးဆွေးနေရတယ်နောက်တစ်ခုကကြတော့လူတိုင်းတော့မဟုတ်ဘူးဗျဒါပေမဲ့တချို့တွေကြတော့လေအိတ်ကြတာဆိုတော့လေဆောင်းကိုကျွန်တော်တို့ကမိုးရအောက်ကိုထည့်ပြီးအိတ်ကြတဲ့လူတွေရှိတယ်အဲ့ခါမှာဆောင်းကအရင်တင်းကျတဲ့အခါမှာကျတော့ခြေဖွားကဒီတိုင်းနေနေလို့မရဘူးဟုတ်တယ်မလားအပေါ်ကဆောင်းကဖိချလာတာကိုအဲဆိုတော့ခြေဖွားကအပြင်ဒီလိုမျိုးချင်ညိုးတဲ့အပြင်ဆန့်နေမိတတ်တယ်ဒီလိုမျိုးဆိုရင်ကျွန်တော်တို့ကဒီ အော်ကြက်တက်တာမျိုးတွေဖြစ်လွယ်တယ်ပေါ့နော်။ဒါမျိုးတွေကျွန်တော်ရှောင်ရမယ်။နောက်နောက်ခုကကျတော့ကျွန်တော်စားတယ်နော်။စားတတ်တယ်လူအသက်ကြီးတဲ့အခါမှာကျတော့သွေးတိုးဖြစ်မှဆိုစားတတ်တယ်ရှော့စားတတ်တဲ့လူတွေရှိတယ်။ဒါလည်းသိထားရမယ်နော်။လူရာထက်တော့ရှော့မစားနဲ့ပေါ့ဗျာ။ပြီးတော့ချွေရံထွက်တဲ့လူတွေနော်။ချွေရံထွက်တဲ့လူတွေဆိုရင်တစားရေလေးလေးရေလေးလေးများများတောက်ပေးပဲပေါ့နော်။အာဟာရပြည့်စုံအောင်စားပေးဖို့လိုတယ်။ပြီးတော့လိုအပ်ရင်တော့ဆရာဝန်ပြပါ။အဓိကကတော့အကောင်းဆုံးကကြတော့လေ။ကိုယ်ကဖြစ်နေခဏခဏဖြစ်နေဆိုရင် အလက်ထရိုလိုက်တွေကျွန်တော်ပေါက်စစ်လို့ရတယ်ဆရာဝန်နဲ့တိုင်ပေးမှာကိုယ့်ကိုတောက်ဖို့ကအဆင်မပြေဘူး။ဘာကြောင့်လဲဆိုတော့စားတတ်တဲ့အရန်များရင်အရန်နှိမ်ပြဿနာရှိတယ်နော်။အာဒါလေဖြတ်တတ်တယ်နှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေကျွန်တော်ဖြစ်တတ်တယ်เนาะဒါသတိထားဖို့ကောင်းတယ်ကိုယ်ရဲ့ကြောက်ကအခြေအနေတွေကလည်းဘယ်လိုမှမမ်းလည်းမသိဘူးเนาะအာကိုယ့်ကကိုယ်ဆေးဝယ်တောက်လိုက်မယ်ဆိုတော့မစင်စားနဲ့ဆရာဝန်နဲ့ပြသပါเนาะဒါကျွန်တော်ပေးခြင်းတဲ့ message တွေပေါ့เนาะဆိုတော့ဆရာဝန်ကိုပဲခြင်းမှာပြရမလဲမေးကြဖြစ်လာတယ် ဆရာဝန်ဘယ်ချိန်မှပြရမလဲဆိုရင်ဒီကြွတ်တက်တာခဏခဏဖြစ်လာတယ်ပို့ပြီးတော့ဆိုးလာတယ်ဆိုရင်တော့ဆရာဝန်နဲ့ပြပါဒါရိုးရှင်းရှင်းလေးပါเนาะပြီးတော့ဒီခြေထောက်မှာကျွန်တော်ကအားနေတာတွေเนาะထုံနာကျင်တာတွေเนาะခါးနာတာတွေပြီးတော့ခြေထောက်ကခြေဖွားကပုံမှန်ဒီလိုရှိရမှာဒီလိုမျိုးယောဒီယောရဲ့ဖြစ်နေတာမျိုးဆိုရင်ဆရာဝန်နဲ့ပြပါပြီးတော့ကိုယ့်ရဲ့ခြေသလုံးက ရောင်ရမ်းနေနေနေထိလိုက်ရင်နားနေနေပူနေဆိုရင်တော့ဒါ DVD ဒါဆောင်းအောင်ပြတ်ကိုပြောလို့မြန်မြန်ပြတ်ဖို့လိုတယ်เนาะအာဒါလေးတခုရှိတယ်နောက်ခွာကြ prolongation ပေါ့เนาะအာ prolongation နေတဲ့ဒီထားမှာကျွန်တော်အပြင်မှာအရှိမပြောပါတဲ့ဟာတွေပေါ့နောက်ခွာ say တွေเนาะဒါဆောင်းအောင်နဲ့ပဲပြန်ပြမှာပဲအာ say တွေမှာဒီကျွန်တော်ကြွက်တက်နေရဆရာဆိုတာသူ say တွေကြည့်လိမ့်မယ်เนาะဆိုတော့ကြွက်တက်နေတဲ့ say တွေညာပါနေလားအာတမို့ ဒါမျိုးတွေပေါ့နော်ဆေးပြောင်းအောင်မလားဆိုတဲ့ဟာမျိုးတွေတော့ကျွန်တော်ဆရာဝန်ကအဓိကကြည့်ပေးပါလိမ့်မယ်။ဒါကြောင့်အချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ကြွက်တက်တယ်ဆိုတာကကြွက်အကောင်လိုက်ကြီးကျွန်တော်ခြေတက်ပေါ်တက်လာလည်းမဟုတ်ပါဘူးနော်။အာပြီးတော့ဒီခြေသုံးကြွက်သားရကဒီသွေးတွေကိုခန္ဓာကိုယ်နှလုံးစီကိုပို့ပေးရလို့လည်းမဟုတ်ပါဘူး။အဓိကကအာယုံကြောနဲ့ကြွက်သားနဲ့ဟာလိုရာထက်ပိုပြီးတော့အလုပ်လုပ်လို့ဖြစ်တာပါနော်။ miss fire ဖြစ်လို့ပေါ့နော်။ဆိုတော့အာမှန်ကန်တဲ့ကျွန်တော်အကျော်ရှော်နေလေးတွေရေမမှန်တော့မဲ့ ကိုအိတ်တဲ့အခါမှာလည်းပုံစံမှန်မှန်လေးအိတ်မယ်ဆိုရင်တော့ဒီခြေထုံးကျွတ်တက်တာကိုကျွန်တော်တို့ကရှောင်ရှားလို့ရပါတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဒီဗီဒီယိုလေးတွေကိုချစ်ရတဲ့လူကိုတငင်ချင်းပေါ့နော်ကိုတငင်ချင်းတို့ကိုမိတ်ဆွေတို့မှလည်းဒီလိုကျွတ်တက်တဲ့လူရှိရဆိုရင်လည်းဝေမျှပေးသေးချင်ပါတယ်ဒီဗီဒီယိုလေးကိုလည်း like လုပ်ပေးပါအာ channel လေးလည်း subscribe လုပ်ပေးပါအာကျမ်းမိုင်နဲ့ပတ်သက်တဲ့မိကွန်းလေးလေးကိုလည်း comment လေးမှာရေးခဲ့ပေးလို့ရပါတယ်နောက်ဗီဒီယိုမှာမှတွေ့ပါမယ်နော်တာတာ